ဒီကနေ့မှာတော့ April 17ရက်က International Crisis Group မှာရေးသားထားတဲ့တော်လင်းအဖွဲ့ရဲ့အုပ်စိုးရာနေဆက်ဒေတာအာနာသိမ့်မုံအလွန်ဆန့်ကဲပြောင်းလဲနေတဲ့အိန္ဒိယရဲ့မြန်မာနယ်ဆက်ဆံရေးဆိုတဲ့စာတမ်းရဲ့အခန်း1ကို တင်ပြပေးသွားမှာဖြစ်ပါတယ်။အခုဆိုမြန်မာပြည်ရဲ့နေဆက်ဒေတာအများစုကိုတော်လင်းအဖွဲ့တွေကတိမ့်ထားနိုင်ခဲ့ပါပြီ။ဒီတော့အိန္ဒိယကနေပြည်တော်နယ်ဆက်ဆံရေးကိုဆက်ထိန်ထားရင်းတော်လင်းအဖွဲ့ရဲ့နဲ့ပါဆက်ဆံရေးလှုပ်လာပါတယ်။ ဒါပေမဲ့နေဆက်ဒေသကိုထိန်းချုပ်ဖို့ကြေညာလိုက်တာကတော်လင်းအဖွဲ့တွေကိုရှင်းကပ်ရမှာအဟန့်အတားဖြစ်စေပါတယ်။ဒါကြောင့်အသေးစိတ်ချိန်ညှိထားတဲ့မူဝါဒကိုချမှတ်မှတာနယူရီလီရဲ့အဆုံးသက်ကိုပိုကောင်းစေပါလိမ့်မယ်။ဘာရီထူးခြားလဲမြန်မာနိုင်ငံပြုတ်ကွေးလာတော့အိန္ဒိယကသူ့ရဲ့နိုင်ငံသားရဲ့မူဝါဒကိုထိန်းညှုပ်ပြီးနေပြော်နဲ့ဆက်ဆံရေးကိုထိန်းထားရင်အခုဆိုနေဆက်ဒေသတွေကိုထိန်းချုပ်ထားတဲ့တော်လင်းတပ်ဖွဲ့တွေနဲ့ပါဆက်ဆံနေပါတယ်။ ဒါပေမဲ့ New Delhi ကနေဆက်ဒေသကိုကန့်သတ်တဲ့စီးမြင်းတွေ ထုတ်လိုက်တော့ဒီမူဝါဒရည်မှန်းချက်ကိုထိခိုက်စေနိုင်ပါတယ်။ဘာကြောင့်အရေးကြီးရလဲ။မြန်မာနိုင်ငံရှင်းတဲ့ရခိုင်ပြည်နယ်တွေကစစ်တမ်းမဟုတ်တဲ့အဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာဖြစ်ပါတယ်။အနာသိစစ်တကကွန်သွေးရင်းနဲ့အကူအညီတွေကိုပိတ်ပင်လိုက်တာကြောင့်အိန္ဒိယရဲ့ကွန်သွေးရင်းနဲ့အကူအညီတွေကဒေသခံတွေအတွက်ရောကွန်သွေးနေဆက်ဒေသကိုဝင်ရောက်လာတာကိုထိန်းချုပ်ဖို့အတွက်ပါ။ အရန်အရေးကြီးပါတယ်။အိန္ဒိယအတွက်ကတော့တင်ငင်တဲ့နေဆက်တွေရဲ့အရှိတောင်အာရှနယ်ကွန်တွေရေးတေယူပို့ဆောင်ရေးလမ်းကြောင်းတွေအဆင်ပြေရှောင်းမွေးဖို့ဆိုတာလက်နက်ကင်ဖွဲ့ရဲ့ဆက်ဆံရေးအပေါ်မှာမူတည်နေပါတယ်။ဘာတွေလှုပ်တင်လဲ။အိန္ဒိယအနေနဲ့နေဆက်မှာအကာအရန်တွေဆောက်လုပ်မယ်အစားနေဆက်ဖြတ်ကျော်နေထိုင်သူတွေရဲ့ဘဝကိုမထိခိုက်စေဘဲလုံခြုံရေးအတွက်စိုးရိမ်မှုတွေကိုဖြေရှင်းသင့်ပါတယ်။မက်ရှလန်28ရက်နေ့ကငလျင်အပီးမှာ မြန်မာကိုအကူအညီတွေပေးခဲ့ပြီးပြီဆိုတော့ New Delhi အနေနဲ့နေဆက်ဖြတ်ကျော်ကွန်တွေနဲ့အကူအညီတွေကိုတုံ့ပြန်တင်ပါတယ်ဒုက္ခတွေကိုကူညီတင်တယ်လို့မြန်မာနိုင်ငံထဲကအဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်တင်ပါတယ်ဒီဇိုင်းတစ်ခုလုံးရဲ့အကျဉ်းချုပ်လို့ပြောရမယ့်အခန်း၁ကို တင်ပြပေးသွားပါမယ်2021ခုနှစ်စက်တကအနာသိမ့်ပြီးကြတဲ့ကအိန္ဒိယနေဆက်အပအဝင်မြန်မာနိုင်ငံရဲ့နေဆက်အများစုဟာစစ်တဲ့ထိန်ချုပ်မှု အောက်ကနေလွတ်တော်ပါတယ် ဒီတော့ new delhi ကသူ့ရဲ့နိုင်ငံခြားရေးမူဝါဒကိုပြောင်းလဲလိုက်ပြီးတော်လင်ရဲ့အဖွဲ့အစည်းနဲ့ရင်းနှီးလာပါတယ်။ဒါပေမဲ့နေပြည်တော်ကစစ်ကောင်ဆောင်တွေနဲ့ဆက်ဆံရေးကလည်းမပြတ်အောင်ထိန်းထားပါသေးတယ်။တစ်ဖက်မှာအိန္ဒိယပြည်ထောင်ဝန်ကြီးဌာနကနေဆက်ရှန်စီကိုခတ်ဖို့နဲ့ဒေသခံတွေရဲ့တွာလာမှုကိုကန့်သတ်ဖို့စားရမူဝါဒအသစ်တွေချမှတ်လိုက်ပါတယ်။ဒါတွေကဒေသခံတွေနဲ့သူရဲ့တရားမဝင်ကွန်တေရေးကိုထိခိုက်စေနိုင်တယ်လို့ ော်လင်ရဲ့ဖွဲ့နဲ့ဆက်ဆံရေးကိုလည်းရှုတ်ထွေးစေပြီးအိန္ဒိယရဲ့နိုင်ငံသားရေးကြီးမန်းချက်ကိုပါထိခိုက်ဆင်နိုင်ပါတယ်။နယူးဒေလီအနေနဲ့အိန္ဒိယအရှေ့မြောက်ပိုင်းကပြည်နယ်အစိုးရရဲ့နဲ့ပူးပေါင်းပြီးဒေသခံတွေရဲ့ဘဝကိုမထိခိုက်စေဘဲအရှိတောင်အာချာနယ်ချိတ်ဆက်ပြီးသူ့ရဲ့ကြီးမန်းချက်တွေကိုမထိခိုက်စေဘဲလုံခြုံရေးအတွက်စိုးရိမ်မှုတွေကိုဖြေရှင်းသင့်ပါတယ်။ဒီလိုပြောင်းလဲရနီလန်ကနေဆက်ဖြတ်ကျော်ကွန်တေနဲ့အကူအညီတွေတိုးမြှင့်ဖို့ဒုက္ခတွေကိုပူပီးကူညီဖို့နဲ့မြန်မာနိုင်ငံအထက်ကအဖွဲ့အစည်းအမျိုးမျိုးနဲ့ ပူပေါင်းဆောင်ရွက်ဖို့နီလန်းတွေချဖွဲတင်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာမင်းအောင်လှအာနာသိမ့်ပြီးပြီးရှင်းအိန္ဒိယဟာနေပြော်နဲ့ယင်းနီယန်ဆက်ဆံရေးကိုထိမ့်သိမ်းကျင်ခဲ့ပါတယ်။နယူးဒီလီဟာနေဆက်လုံခြုံရေးနဲ့ဒေသတွင်ဆက်သွယ်ရေးအပါအဝင်အကျိုးစီးပွားတွေကိုကာကွယ်ဖို့တရုတ်နဲ့ရှင်ပြိုင်ရမ်းမှာမြန်မာနိုင်ငံမှာဘသူဘက်အာနာရယအာနာရနေရအဖွဲ့နဲ့ဆက်ဆံရေးကိုထိမ့်သိမ်းဖို့ကြိုးစားခဲ့ပါတယ်။အိန္ဒိယဟာသူရဲ့အရှင်းမြောက်ပိုင်းပြည်တွေခွဋ်ထွက်တာကိုတားဆီးဖို့ မြန်မာနိုင်ငံအစိုးရအဆက်ဆက်ကိုအကူခဲ့ရပါတယ်။ဒီအရှင်တွေကြောင့်ပဲနရင်းဒီယာမိုရီအစိုးရဟာမင်းအောင်လှအနာတိုင်းပြည်နောက်မှာနေပြည်တော်ကသူ့အတိုက်ခံတွေကိုအောင်နိုင်လိုက်မယ်လို့ထင်ခဲ့ပေမဲ့မှားယွင်းတဲ့တွက်ချက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။အနာတိုင်းစစ်တပ်ကအတိုက်ခံအင်အားစုတွေကအိန္ဒိယနေဆက်ဒေသတွေကိုတဖြည်းဖြည်းသိမ်းပိုက်လာတဲ့အတွက်နယူးဒီလီဟာနေပြည်တော်နဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားရင်းအတိုက်ခံအင်အားစုတွေနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့စ조사ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကမြန်မာနိုင်ငံဆိုင်ရာမူဝါဒကိုပြန်ညှိနှိုင်တော့မှပဲအိန္ဒိယပြည်ထောင်ဝန်ကြီးဌာနကမြန်မာနေဆက်မှာတင်းကျပ်တဲ့စီမင်းအစ်စ်တွေချမှတ်နေပါတယ်နေဆက်မှာခြံစည်ရုပ်ခတ်ဖို့အစီအစဉ်တွေနေဆက်ဒေသခံတွေလက်လက်စာသွာလာခွင့်ကိုကန့်သတ်ဖို့မြန်မာပြည်တွင်စစ်ကြောင်းအိန္ဒိယဘက်ကဝင်ရောက်ခိုလုံလာတဲ့ရွှေ့ပြောင်းဒုက္ခတွေကိုနေရပြန်ဖို့ပို့လှုပ်ဆောင်နေပါတယ်ဒီကန့်သတ်မှုတွေကကိုလိုနီခေတ်ကလေးကနေနမိတ်ဖြတ်ကျော်နေထိုင်ကြတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွေရဲ့ဒေသခံတွေနဲ့မကန့်ညီပါဘူးဒီနေဆက်မူအားဟာအိန္ဒိယရဲ့ AH policy အရှေ့မြောက်မူအားအရာ အရှေ့တောင် အာရှဆက်သွယ်ရေးနဲ့ကုန်သွယ်ရေးကိုတွန်းမြှင့်ဖို့ရည်မှန်းချက်နဲ့လဲဆန့်ကျင်နေပါတယ်။ဒါ့အပြင်အခုနေဆက်ကို ထိန်းချုပ်ထားတဲ့မြန်မာတော်လှန်ရေးအဖွဲ့အစည်းနဲ့ပူပြီးရင်းနှီးရဆက်ဆံရေးတိစောက်ဖို့ဆိုရက် New Delhi ရဲ့ဆုံးဖြတ်ချက်နဲ့လဲဆန့်ကျင်နေပါတယ်။ဒီနေဆက်မူဝါဒအစား New Delhi ဟာပူပြီးကောင်းမွန်တဲ့မူဝါဒကိုချမှတ်မယ်ဆိုရင် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်တွေနဲ့ပူးပေါင်းပြီးအထူးရောက်ဆုံးပုံဖော်နိုင်မှာဖြစ်ပါတယ်။အကောင်းဆုံးကနေဆက်ဖြတ်ကျော်နေထိုင်သူရဲ့ဘဝကိုမထိခိုက်စေပန်းမြန်မာနိုင်ငံကတော်လှန်ရေးအဖွဲ့နဲ့ဆက်ဆံရေးကိုမပြတ်စီစေပန်း AA policy အရှေ့မြောက်မူဝါဒရဲ့ချိန်မှန်းချက်တွေကိုလည်းမထိခိုက်စေပန်းလုံခြုံရေးနဲ့နေဆက်စီမံခန့်ခွဲမှုဆိုင်ရာစိုးရိမ်မှုတွေကိုဖြေရှင်းဖို့အခြားနီလန်းချပွေတင်ပါတယ်။မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့နဲ့ ဒုက္ခတွေပြန်လာနိုင်တဲ့အခြေအနေကိုဖန်တီးဖို့အတွက်အရေးကြီးတဲ့အချက်ဖြစ်တဲ့နေဆက်ဖြတ်ကျော်နေဆက်ဖြတ်ကျော်ကုန်သွယ်ရေးနဲ့အကူအညီတွေပုံမရှုံးမွေ့စေဖို့အချက်ကလည်းအိန္ဒိယရဲ့အကျိုးစီးပွားတစ်ခုဖြစ်ပါတယ်။အရှေ့မြောက်ပိုင်းပြည်တွေဖြစ်တဲ့မီဇိုရန်နဲ့မနီပူရပြည်တွေဟာဒုက္ခတွေရဲ့လိုအပ်ချက်တွေကိုဖြစ်စီပေးဖို့ဘ ਹੁ ဆိုးရရဲ့အကူအညီအများပြားပို့လိုအပ်ပါတယ်။အိန္ဒိယအနေနဲ့မြန်မာနိုင်ငံထဲကအိန္ဒိယနေဆက်မှာအခြေမဆိုင်တဲ့ ဩဇာရှိရဲ့လူမျိုးစုလက်နက်ကိုင်အဖွဲ့ရဲ့အပါအဝင် အစိုးရမဟုတ်တဲ့အဖွဲ့စီအမျိုးမျိုးနဲ့ပိုပြီးဆက်ဆံရေးတိုးရှင်းသင့်မှာကြောင်းအခန်းတင့်မှာဖော်ပြထားပါတယ်။ကျန်နေတဲ့အခန်းတွေကိုလည်းဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်လို့ကို့အတွက်အကျိုးရှိမယ်ဆိုရင်စောင့်မျှော်ကြည့်ရှုလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။